အာဆင်နယ်အသင်းရဲ့အင်္ဂလန်တောင်ပံကစားသမားဆာကာဟာအသင်းမှာတပတ်ပေါင်း3သိန်းရရှိတဲ့ပထမဆုံးကစားသမားဖြစ်လာပွဲရှိတယ်လို့သိရပါဗျ။ 24နှစ်အရွယ်အစကဟာအာဆင်နယ်အသင်းနဲ့2029ခုနှစ်အထိစာချုပ်တက်တန်းရှိနေပေမဲ့အာဆင်နယ်အသင်းကတက်တန်းတိုးစာချုပ်တဲ့ချုပ်ဆိုဖို့စီစဉ်နေပြီးလစာနှုံထားကိုလည်းတပတ်ပေါင်း3သိန်းအထိတိုးမြှင့်ပေးသွားဖို့စီစဉ်နေကြောင်းသတင်းထွက်လာပါတယ်။စာကဟာလက်ရှိအချိန်မှာတပတ်ပေါင်း3သိန်း9500တောင်သာရရှိနေသူဖြစ်ပြီးလက်ရှိအာဆင်နယ်အသင်းရဲ့လစာအများဆုံးကစားသမားကတပတ်ပေါင်း2သိန်း800တောင်ရရှိနေတဲ့ဟာဘတ်စ်ဖြစ်တယ်လို့သိရပါတယ်။ ပြည်ရဲ့ရပိုင်းအတွင်းမှာတက်တန်းတိုးခဲ့တဲ့နောက်ခံလူစာလီပါကတပတ်ပေါင်း2သိန်းခွဲရရှိခဲ့ပြီးဖြစ်တာကြောင့်တတိယလစာအများဆုံးကစားသမားဖြစ်လာကြောင်းလည်းသိရပါဗျ။အာဆင်နယ်အသင်းတာဝန်ရှိသူတွေကစာကာကိုတော့အသင်းရဲ့လစာအများဆုံးကစားသမားပထမဆုံးတပတ်ပေါင်း3သိန်းရတဲ့ကစားသမားဖြစ်လာတဲ့အထိလစာတိုးမြှင့်ပေးသွားဖို့စီစဉ်နေတာဖြစ်တယ်လို့သိရပါဗျ။